ဒီချင်းမြတာဆိုတဲ့ခြင်းလေဒါဘုံမီတို့ငယ်ဘဝတွေကအမြဲတမ်းနားယင်မိတာတဲ့ခြင်းလေဒါဘုံမီတို့အသက်ရွယ်ပိုင်းနေဆိုလို့ရှိရင်တော့သိလိမ့်မယ်ပေါ့နော်မရှိရဲ့တကယ်အကောင်းဆုံးဒေးတွေကတပုတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘုံမီကဒီစင်းငငယ်လေးတွေကကြိုက်တယ်အဲအမြဲတမ်းလဲဘယ်လိုပြောမလဲစိုးဖြစ်တယ်ပေါ့ညီးဖြစ်တယ်ပေါ့တခြင်းလေးကပေးတဲ့ဒီအဲ message လေးကိုလည်းဘုံမီကအရန်ကြိုက်တော့တခြင်းလေးကိုငါတနေ့တစ်ချိန်ရင်တော့ငါရအောင်ပြန်ဝယ်ပြီးစို့မယ်ဆိုစိတ်လေးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီစိတ်လေးကအခုမဖူးဆုံးတဲ့တွေ့ရအကောင့်ထဲပေါ်ပြစ်သွားတယ်အဲအမနဲ့တွေ့ရစကားတွေပြောကြရင်လည်းအမကလည်း သူလည်းဒီသင်းလေးကြိုက်တယ်ဆိုအမသမီးတို့နေရာသင်းလေးလောက်ကြမယ်လေဆိုတော့မမီးကပြောလိုက်တော့အမကလည်းโอเคလောက်ကြမယ်ဆိုလောက်ချက်သွားဟုတ်အမ်အမတရားကတော့အဲ့လိုမျိုးပေါ့နော် အဲဒီတချင်းလေးစပြီဆိုမဲ့အချိန်မှာ recording မှာပေါ့အမကနည်းနည်း nervous ဖြစ်တယ်ကွာသူကဒါသူ့ရဲ့ဟိုဘယ်လိုပြောမလဲ professional မဟုတ်နေတဲ့အခါကျတော့ဒီပုံမှာသူ့ရဲ့ဟို confidence ကနည်းနည်းလေးတော့ယော့တာပေါ့နော်သူတရုတ်ဆောင်တာဆိုရင်တော့ဒုံတိုင်းဒုံတိုင်းဆိုသူကဖြစ်မှာပဲလေသူကအဲ့ဒါလေးတစ်ခုပါပဲအမကနည်းနည်းကြောက်ပြီးတော့အမကမကြောက်နဲ့အမမူကကောင်းပြီးသားကိုကသူ့ပြန်ပြီးအားပေးရပေါ့တကယ်လဲကောင်းတာအမသူ့ကိုသူက confidence မရှိမဲ့တာမရှိဘူးအမကတချင်းဆိုတာအရင်ကောင်းတယ် တကယ်တော်ရဲအဲခန်းစားတက်ဝင်မှုပေါ့နော် လုံးဝ rock sense တွေသူ့စီမှာအပြည့်ရှိတယ်။တချင်းပေါ်မှာထားရဲအဲအမရဲ့စိတ်လေးကိုလည်းပုံမြန်မြင်ရတာအမကတေချာကို detail လုပ်တယ်ပြီးလို့ရှိရင်ဒါပုံမီတို့ပုံမှန်လုပ်နေကြဆိုရင် music video ရိုက်မယ်ဆိုရင် music video ရိုက်တဲ့နေ့ကျမှပဲအဲ့ထက်အစင်ပြေတဲ့ cut လေးကိုတုံးပြီးတော့ cover art ပုံစံမျိုးလေးပုံမီတို့လုပ်လိုက်ကြအမကလုံးဝမဟုတ်ဘူးတချင်းပုံမှန်ဘယ်လောက်ထိစဉ်းစားထားလဲဆိုပုံမီတို့ဒီ cover art လေးထွက်တဲ့ အဟာလေးတစ်ခုတော့ဘူးမျိုးဖိုတိုရှုတက်တက်တည့်ရတည့်တည့်ခဲ့ရပါတော့ဆိုတော့အမအများကြီးဒီသချင်းလေးပေါ်မှာသူကိုယ်တိုင်လည်းအများကြီးစူးစမ်းအထောက်ထားတာပါလို့အဲဒီဟာလေးကဒါတရေအိုးဝင်းမင်းထွေးဝင်းမင်းထွေးပေါ့နော်စကလုံးဝင်းမင်းထွေးပေါ့ဒါသူ့ရဲ့လက်ရလေးပါဟုတ်အမ် ဒီသချင်းလေးပေါ့နော်ဒီချင်းမြတ်တာဆိုတဲ့သချင်းလေးอ่ะဒါဘုမိတို့ငယ်ဘဝတွေကအများနဲ့နားယင်မိတာသချင်းလေးဒါဘုမိတို့အသက်ရွယ်ပိုင်းနေဆိုလို့ရှိရင်တော့သိလိမ့်မယ်ပေါ့နော်မက်ရှီရဲ့တကယ့်အကောင်းဆုံးတေးတွေကတပုတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘုမိကဒီသချင်းငငယ်လေးတွေကကြိုက်တယ်အအများနဲ့လဲဘယ်လိုပြောမလဲစိုးဖြစ်တယ်ပေါ့ညှိဖြစ်တယ်ပေါ့သချင်းလေးကပေးတဲ့ဒီအ message လေးကိုလည်းဘုမိကအရန်ကြိုက်တော့သချင်းလေးကိုငါတနေ့တစ်ချိန်ရင်တော့ ငါရအောင်ပြန်ဝယ်ပြီးစို့မယ်ဆိုစိတ်လေးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီစိတ်လေးကအခုမဖူးဆုံးနဲ့တွေ့ရောအကောင့်ထဲပေါ်ဖြစ်သွားတယ်အမနဲ့တွေ့ရောစကားတွေပြောကြရင်လည်းအမကလည်းသူလည်းဒီသင်းလေးကြိုက်တယ်ဆိုတော့အမသမီးတို့နေရာသင်းလေးလုတ်ကြမယ်လေဆိုတော့ဘုမကြီးပြောလိုက်တော့အမလည်းโอเคလုတ်ကြမယ်ဆိုလုတ်ချက်သွားဟုတ်အဲအဲ့လိုမစီစဉ်တော့ပထမတော့ဒီဒါဘုမကြီးကဒီနိုဗ ెంబ ာထဲမှာဘုမကြီးမွေးနေ့ရှိတာသင်းလေးထွက်မယ်ဆိုတော့ plan ရှိပြီးသားအဲ့ဒါအမကအဲ့ဒီနေ့မှာဘုမကြီးကို wish လုပ်ရင်းနဲ့အဲ့ဒီနေ့မှာသူ့မွေးနေ့မှာထွက်မယ်ဆိုပြီးသူတင်ကြလိုက်တာပုံလေးအဲ့အနေ ဘုမျိုးမွေးနေ့ wish လောက်ဝင်နေပေါ့နော်တင်ချလိုက်တဲ့ခါကျတော့ okay ပို့ပြီးတော့အမှတ်တရဖြစ်သွားတာပေါ့ဒါဘုမျိုးမွေးနေ့မှာသချင်းလေးထွက်ခဲ့တယ်ဒါအမမွေးနေ့မှာအမနဲ့တူသချင်းလေးထွက်တယ်ဆိုတော့ဒါအမအတွက်လည်းပို့ပြီးအမှတ်တရဖြစ်တယ်ပို့ပြီးအတွက်လည်းဒါအမနဲ့ relationship လေးကပို့ပြီးအမှတ်တရဖြစ်စေပါတယ်ဟုတ်အာဒီသချင်းလေးကိုစပြီးတော့ဘုမျိုးစိုးမယ်ဆိုပြီးတော့မရွေးခင်နဲ့ကဒါအမနဲ့ကဟိုခရီးသချင်းလေးသွင်းနေရအမအတန်ကာလာကိုလည်းနားထောင်မိတာအမလုံးဝ broker ကွာအဲပြီးတော့ဒါဘုမျိုးအမနဲ့မခင်ခင်နဲ့ကဒါအမရဲ့ဟို ထွက်ထားတဲ့သချင်းလေးရှိရယ်လေအစိတ်ငွေကျေးဆွဲသချင်းလေးကလေးရလဲဒါအမရဲ့တန်အမကလုံးဝ rocker ပဲဆိုတာတိထားပြီးသားဆက်ခါကြမမိရဲ့အခေသချင်းလေးသိနေတဲ့အချိန်မှာဩအတန် color တော်တော်စင်တာပဲတော်တော်တူတာပဲ color theme တစ်ခုထဲမှာရှိနေရပေါ့နော်ဆိုတော့ အဒီဆင်းလေးဆိုရင်တော့လိုက်မယ်ထင်တယ်ဆိုပြီးပုံမြအဲ့ဒါပြောလိုက်တာอืมအမတ်တရကတော့အဲ့လိုမျိုးပေါ့နော်အဲဒီတချင်းလေးစပြီးဆိုမဲ့အချိန်မှာ recording မှာပေါ့အမကနည်းနည်း nervous ဖြစ်တယ်ကွာသူကဒါသူ့ရဲ့ဟိုဘယ်လိုပြောမလဲ professional မဟုတ်နေတဲ့အခါကျတော့ဒီပုံမှာသူ့ရဲ့ဟို confidence ကနည်းနည်းလေးတော့ယော့တာပေါ့နော်သူတရုပ်ဆောင်တာဆိုရင်တော့တုံတိုင်းတုံတိုင်းဆိုသူကဖြစ်မှာပဲလေသူကအဲ့ဒါလေးတစ်ခုပါပဲအမကနည်းနည်းကြောက်ပြီးတော့အမကမကြောက်နဲ့အမမူကကောင်းပြီးသားကိုကသူ့ပြန်ပြီးအားပေးတာပေါ့တကယ်လဲကောင်းတာအမက သူ့ကိုယ်သူ तू က confidence မရှိမဲ့တာမရှိရအမအသင်းဆိုတာအရန်ကောင်းတယ်တကယ်တော့ရဲအဲခန်းစားတတ်ဝင်မှုပေါ့နော်လုံးဝ rock sense တွေသူ့စီမှာအပြည့်ရှိတယ်အဲတချင်းလေးရဲ့သူ့ရဲ့ရှိရင်ဆွဲအတိတ်ပဲအဲရှိရင်ဆွဲရတလေးပေါ့နော်အဲ့ဒါလေးတော့ပူမီတို့နှစ်ယောက်လုံးကမပြောင်းဘူးဘာဖြစ်လို့လဲဆိုတော့ဒီတချင်းလေးရဲ့ သူ့ရဲ့ရှိပြီးသားပုံစံလေးကိုမှကြိုက်လို့မှဘူးမျိုးတော့ပြန်ဆိုတာပေါ့နော်။ဘူးမျိုးတော့ဘာလေးနည်းနည်းပြောင်းလဲဆိုတော့အရင်တော့တယောက်တည်းဆိုခဲ့တဲ့တခြင်းကဒီချိန်မှာနှစ်ယောက်ပြန်ဆိုကြတဲ့အခါကျတော့နှစ်ယောက်အပေးယူမျက်မျက်လေးနဲ့ဟာမနေအောင်ဘူးမျိုးတော့ဘယ်လိုလုပ်ကြမလဲဘယ်လိုဆိုကြမလဲဆိုပြီးတော့အာအဓိကအဖြစ်တော့ Teacher Tracy ကလည်းအများကြီးဘူးမျိုးတော့ကို support အများကြီးပေးတယ် Teacher ကိုယ်တိုင်လာပြီး guide ပေးခဲ့တာဆိုတဲ့အခါကျတော့ပို့ပြီးတော့လည်းနှစ်ယောက်ကအပေးယူမျက်မျက်လေးနဲ့တခြင်းလေးကပို့ပြီးတော့ဒါဘူးမျိုးကတော့အရင်ကြိုက်တယ်ဟုတ် အဲတခြားသူတွေနဲ့ကကြတော့ဘုမရကြအစိုးမဲဆိုဒီအစိုးရတွေနဲ့ပဲတော်တော်များများနဲ့အစိုးရအစ်စ်ပေါ့နော်အစိုးရအစ်စ်တွေနဲ့ပဲတော်တော်များတွဲဆိုတဲ့ခါကြတော့သူလည်းသူ့ပိုင်အောင်သူ့ပိုင်အောင်လုပ်တယ်ကိုလည်းကိုပိုင်ပိုင်အောင်လုပ်မယ်လုပ်တယ်ပေါ့အမနဲ့ကြတော့ပို့ပြီးတော့လည်း close ဖြစ်တယ်အမ်ပြီးတော့ဟိုဖိဖိမမလေးပို့ရှိကြတာပေါ့အဓိကအားဖြင့်တော့ငါကောင်းအောင်ဆိုမယ်ဆိုတာတည်းဒီသချင်းလေးကောင်းအောင်နှစ်ယောက်ပေါင်းပြီးတော့ပုံဖော်ကြမယ်ဆိုရက်စိတ်ကလေးကတော့တူတာအဲ့မှာအများကြီးစင်ပြေတယ် အဲပူမီကတော့စီးစင်းစရာရှိတယ်အပြူကြီးကတော့ရှိမရှိဘူးမိလည်းမသိဘူးကုလလော့ဆဲတော့အပြူကြီးကတရားစခန်းတော့ဟာနေဟုတ်တယ်နော်အပြူကြီးကတယောက်တည်းဖြစ်ထားခဲ့တာဒီမှာအင်တာဗျူးတွေကိုညီအောင်အမနဲ့အဲ့လိုမျိုးစကားပြောရင်းပေါ့နော်ပြောရင်းဆိုရင်လည်းအမဆိုကြမလားဆိုအေးဆိုပြီးသူကလည်းဖြစ်ပြီးတော့ဘုမျိုးကနနေရောအဲ့ဒီရိုက်ကူရေးကနေဘန်ကောက်ကနေဘန်ကောက်မှာပြောပြကြရအောင်နော်ဘန်ကောက်ကနေပြန်လာပြန်ရောက်တဲ့အချိန်မှာလည်းအမနဲ့က AC ပဲ close ဖြစ်တယ်ဆက်ပြီးတော့ဘုမျိုးတွေတခြား အဲဒီဘာသာရေးနဲ့ပတ်သက်တဲ့အလှူကိစ္စလေးလေတမိသွားကြမလားအေးအမတမိအားရဲသွားကြမယ်ဆိုဟိုခီးလေးလေသွားပြတ်တယ်ဆိုတော့တတော်အမနဲ့ကလေအာတတော်မတင်မပဲနဲ့ဒီအချိန်တိုလေးအတွင်းမှာတတော် close ဖြစ်သွားရယ်ပေါ့နော်ဟိုအဓိကအမစိတ်တူတာထင်ပါတယ်အဲ့လိုမျိုးလေးဖြစ်သွားတဲ့ခါကျတော့အများကြီးညှိနေရတာမရှိဘူးတချင်းပေါ်မှာထားရတဲ့အမရဲ့စိတ်လေးကိုလည်းပုံမြန်မြင်ရတယ်အမကတေချာကိုဒီတေးလုတ်တယ် ပြီးလို့ရှိရင်ဒါပုံမီတို့ပုံမှန်လုပ်နေကြဆိုရင် music video ရိုက်မယ်ဆိုရင် music video ရိုက်တဲ့နေ့ကြမှာပဲအဲ့ထက်အဆင်ပြေတဲ့ cut လေးကိုတုံးပြီးတော့ cover art ပုံစံမျိုးလေးပုံမီတို့လုပ်လိုက်ကြအမလုံးဝမဟုတ်ဘူးတချင်းပုံမှာဘလောက်ထိစင်တာထားလဲဆိုပုံမီတို့ဒီ cover art လေးထွက်တဲ့အာဟာလေးတစ်ခုတော့ကိုမျိုး photoshop တသက်တည့်တည့်တည့်ခဲ့ရတာပေါ့နော်ဆိုတော့အမအများကြီးဒီသချင်းလေးပေါ်မှာသူကိုယ်တိုင်လည်းအများကြီးစူးစမ်းအထောက်ထားတာပါလို့အမ် MV ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲပုံမျိုးတို့နှစ်ယောက်အာ အာတချင်းစုံနေရဲ့ပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့အဲ့ထဲမှာရိုးရိုးရှင်းရှင်းနဲ့မှမှာဘူမိပုံစံတော့နည်း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 လေးတော့ပြောင်ပြောင်လဲလဲလေးတော့တွေ့ရမယ်ထင်ပါတယ်ဘူမိမလိုက်မဖက်တာရေတော့ဝှက်ထားမိတယ်အာနည်းနည်းအမျိုးသမီးတွေအရင်ဆန်နေတယ်ထင်ပါဆိုကိုယ်တိုင်လည်းခုချိန်ထိ music video ကိုစီမရောက်သေးဘူးတော့မကြည့်ရသေးဘူးမကြည့်ရသေးတော့ဘလို့ထွက်လာမလဲမသိဘူးကိုကိုယ်တိုင်ကစရင်ခုန်နေပါတယ် ဒါကတော့အမရဲ့ idea လေးပဲအမရဲ့စိတ်ကူးလေးပဲဒါအဓိကတော့ပုံမြာသချင်းပိုင်းကိုပိုကျန်းကျင်တဲ့အတွက်သချင်းလေးတစ်ပုတ်ဒီသချင်းလေးကိုလုံးဝ final အဆင့်ထိရအောင်ပုံမြာစူးစမ်းခဲ့တယ်ဒီဘက်မှာသချင်းလေးဆက်ပြီးတော့ဒီ music video လေးနဲ့ရုပ် ရုပ်အနေနဲ့မြင်ရဖို့တော့ကတော့ဒါအမကဘူကျွမ်းနေဆိုတော့ခါကြအမအမပဲအဆင်ပြေသူလို့လို့တမီးကဒီဘက်တိတ်မသိဘူးပေါ့နော်အဲ့တော့သူစိတ်ကူးလေးနဲ့ဒီလိုပုံစံလေးရိုက်ချင်နေဆိုပြီးတော့ပြောလာတဲ့အတွက်ဒါမမီးတို့အများကြီးနှစ်ယောက်ပေါင်းပြီးစ조사ပြစ်တာပါဟုတ်ကဲ့ဟုတ်အဲတချင်းလေးကတော့ရိုက်တာတော့ထူးထူးခြားခြားလို့ရိုက်ထားတာမျိုးမဟုတ်ဘူးဒါပေမဲ့တချင်းလေးနဲ့ live format အဲပုံစံမျိုးလေးတော့ထွက်လာမှာပါဟုတ် အာဒီဖူးမွေးနေ့ဒီဖူးကတော့ဆန္ဒလမယ်တရက်နေ့ပေါ့နော်ဆန္ဒလမယ်တရက်နေ့ဒီဖူးမွေးနေ့လေးမှာထွက်ဖို့တော့ဘုံမီတို့ခုအဲရထားပါတယ်ဟုတ်ခုလောလောဆယ်တော့အဲ့ music video ရဲ့ final editing လေးဘုံမီတို့စောင့်နေရပေါ့လက်ထဲတော့မရောက်သေးဘူးဆိုတော့ရှင်းခုံနေပါတယ်အာပရိသတ်တွေအကုန်လုံးလည်းနားဆင်စေချင်ပါတယ်ဒါဘုံမီတို့လည်းမထင်မှတ်ဖဲနဲ့မှဟိုလုတ်ကြမလားဆိုပပပပပြောရင်းနဲ့မှာတကယ်ကို seriously လုတ်ဖြစ်သွားတဲ့သချင်းလေးတစ်ပုတ်လည်းဖြစ်တယ်နောက်ပြီးတော့ဒီသချင်းလေးပေါ်မှာယူသွတ်တာချင်းလည်းတူတယ်အာ ဘယ်လိုပြောမလဲတန်ဖိုးထားတာကျန်လေတူတယ်အဲ့တော့ဒီနှစ်ယောက်ရဲ့ပေါင်းဆက်မှုလေးတစ်ခုကိုအအစ်စ်ဆန်းတစ်ခုအနေနဲ့တော့ပြည်သက်တွေအာကြည့်ပေးအားပေးစေချင်ပါတယ်လို့အဓိကအမနဲ့အရင်ကမခင်မရင်းနေဘူးပေါ့နော်ကိုကတော့တည်တာပေါ့လေသူဒါနိုင်ငံကျော်ဆိုတော့သိရမလားအတည်တာပါခက်ခေကုံရိုက်မယ်ဆိုမှအော်မဖူးဆောင်နေဆိုအဲ့ကျမကဘုံမီလို့စပြီးစုံဘူးတာအဲ စကားအေးစစ်စစ်ပြောဘူးတာတော့အဲ့ဒီ shooting ရိုက်နေရက်ပေါ့အဲ့ဒီခခေကုန်းရိုက်နေတဲ့အချိန်အမနဲ့တခန်းနဲ့ဘုမီတို့တူတူနေရတဲ့အချိန်မှာအားတဲ့အချိန်လေးအဲ့လိုမျိုးရည်စရာလေးပြောပြတယ်စကားလေးပြောပြတယ်တခြင်းကြောင်းလေးပြောပြတယ်အဲ့ဒီကနေပြီးတော့အဲပြောပြရင်နဲ့ပြောပြရင်နဲ့အဲဒီနေ့ဒီလိုတခြင်းလေးထွက်တဲ့အထိဖြစ်လာတာပါအများကြီးပဲအမယူသွတ်တာတည်းလုံးဝတန်ဖိုးထားတာ တော့တစ်ချိန်တော့အဲ့လိုမျိုးသူတွေးပြီးတော့သူအတွေးလေးထဲမှာအိုက်ခခေကုန်းဆိုလဲသူ့ရဲ့ကြိုးစားအထုံးမှုသူအများကြီးမြင်ရမယ်နောက်ပြီးတော့ဒီ character တစ်ခုချင်းသူကသူ့ရဲ့ character တစ်ခုလည်းမဟုတ်ဘူးဒါပုံမှန်လို့အတွက်တွေပါသူက light စိတ်ပို့ပြီးအကုန်လုံးရဲ့ character တွေသူ light ခံစားတယောက်တည်းကစိတ်ငါးမျိုးနဲ့သူအရန်ပင်ပန်းရတယ်လေဆိုတော့အဲ့ဒါလည်းတွေ့တယ်နောက်ပြီးတော့အမနဲ့အဲ့လိုတွားလာနေနဲ့အမတို့ပြောနေကြတယ်အာဒီဒီ character ဒီကားရဲ့ဒီ character ကဘယ်လိုမျိုးဘယ်လိုမျိုးသူတစ်ချိန်လုံးပြောနေရတော့အော်အမ သူ့အလုပ်ပေါ်မှာသူတော်တော်တန်ဖိုးထားတယ်တော်တော် serious ကြီးတော်တော်ယူသွတ်တာဆိုတော့မြင်ခဲ့ရပါတယ်ဟုတ်ကိုကတော့အဲကိုနဲ့အလိုက်ဖက်ဆုံးအကိုက်ညီဆုံးကတော့ကိုခုလုံနေရဲ့အဆိုတော်ပေါ့နော်တချင်းဆိုတာပုံမီတော်ပိုလွယ်တယ်အမကတော့ပြောတယ်တချင်းဆိုတာပိုခတ်တာဆိုတော့ပုံမီတော်ကတချင်းဆိုတာပိုလွယ်တယ်အဲဒီရုပ်ရှင်တကားရိုက်ဖို့အတွက်ကိုထည့်ထားရဲစိတ်ပင်ပန်းမှုတွေဒီ character ကြီးဝင်နေပြီဆိုတော့စိတ်ကြီးနဲ့အဲ့ဒီစိတ်ကြီးနဲ့နေရတာနောက်တခြားက ရတဲ့ stress တွေအကုန်လုံးနဲ့ဆိုတော့တော်တော်ပုံပင်မန်းနေရုပ်ရှင်ရရတာပုံပင်မန်းပါတယ်အဲငါလုံနိုင်ခဲ့ရပေါ့ဒါလုံနိုင်ခဲ့ရဆိုတော့ကိုကကိုဆုံးဖြတ်တာတော့မဟုတ်ပါဘူးဘုမရအမြဲတမ်းမေးတယ်ဘာလို့ဆိုတော့ကိုကြောင့်ကိုကအစ်စ်တယောက်ဖြစ်တယ်ကိုကစာလုံးရေးစအဆင်ဖြစ်တဲ့ခါကျတော့အဆင်မပြေမှဆိုတော့အမ ။တမိကတ်အဆင်ပြေရလား။တမိအဆင်ပြေရလား။အဒရိုက်တာကိုဆိုလဲအကိုအဆင်ပြေရလား။အဆင်မပြေပြောတော့တမိကိုလိုရာတင်တော့အာဘုမကြီးကတစ်ချိန်လုံးအဲဒီစကားရိုက်နေတဲ့ချိန်လုံးမှာတော့အများကြီးပြောပြတဲ့စကားပေါ့နော်။အာသူတို့ကလည်းကိုရောအာအားပေးတာလားတော့မသိဘူးပေါ့နော်။အဆင်ပြေတယ်မဆိုးဘူးပေါ့နော်။တော်တော်ဟိုဒီဒီကာရက်တာထဲမှာဖြစ်နေရဝင်နေရလို့တော့အာပြောရယ်ပေါ့နော်။ဆိုတော့ထွက်လာမှပဲပြိတ္တတရားဝေဖန်ပေးပါပေါ့။